စင်ကာပူကဒီဘဲကို စကားနည်းနည်းပြောခြင်းတယ်ခမားတို့စင်ကာပူက တချို့တချို့တော့မြန်မာမိန်းကလေးတွေခြံကြော်မိတ်လိုက်တာတွေအမျိုးစုံကျိုးခုံပြီး87ရှစ်မှာဘာကုန်းကောင်နဲ့လူမြင်ကွင်းမှာမြေမကောင်းတဲ့ဇလန်းတွေဂရင်ဘော်ကကိစ္စတွေအမျိုးစုံကျိုးခုံနေတာတွေကိုကိုဖင်တဲ့ကိုခန္ဓာငယ်လေးပေါက်တာတွေစိတ်မဝင်စားဘူးနော် ။ဒါပေမဲ့ခမားကဘာမဆိုင်ညာမဆိုင်မျိုးသားရေးသမားတွေကိုပါထည့်ပြီးတော့ဝလုံးချီတုပ်ပြီးရမ်းသွားတယ်။အမျိုးဘာသာသာသနာလို့អော်နေတဲ့လူတွေကိုជីလိုက်ရင်ဩဃာသကတော်ချိုးတော်မရဘူးလို့ဒီအချက်နဲ့ခမားကိုကျွန်တော်ပြောခြင်းတယ်။ Okay ကျွန်တော်ကဩဃာသကတော်ချိုးရလားမရလားတက်တည်ပြမယ်။တကယ်လို့မရဘူးဆိုရင်ထိုင်းမှာခမားအသိရှိရင်ကျွန်တော်ရှီလွှတ်လိုက်ပြမယ်။ ကျွန်တော်ကဩဃာသကတော်ချိုးမရဘူးဆိုရင်ခမရအတိစီးလာတဲ့ဖက်နဲ့ကျွန်တော်ပါကိုရိုက်သွားလိုက်တကယ်လို့ကျွန်တော်ကဩဃာသကတော်ချိုးရခဲ့မယ်ဆိုရင်ကျွန်တော်မိတ်ဆွေကိုဗရာသားနေတဲ့နေရာကိုလွှတ်လိုက်မယ်ကျွန်တော်မိတ်ဆွေစီးလာတဲ့ဖက်နဲ့ခမရပါကိုရိုက်မယ်ဘလို့လဲကျွန်တော်ချဲလန်းခေါ်တော့နော်ငါစိတ်ဝင်စားတယ်ဆိုရင်မိုင်းရှင်းခေါ်ပြီးကျွန်တော်တဲစိန်ခေါ်လိုက်ဟုတ်ပြီလား ယောက်ျားချင်းပဲဗျာယောက်ျားစကားပြောကြတာဟာတဲ့ပဲဟုတ်ပြီဒါကခမအမျိုးသားကြီးတမားကြီးစောကလေးနောက်တစ်ခုအရွယ်ရောက်ပြီးတိုင်းညီမမိန်းကလေးတွေကကလားနဲ့လည်းကုံလို့ရတယ်အင်္ဂလိပ်နဲ့လည်းကုံလို့ရတယ်ကြိုက်တဲ့အကောင်နဲ့ကုံလို့ရတယ်ခမပြောတော့တယ်နော်ကို့လွတ်လပ်ခွင့်နဲ့ကို့ဟုတ်ပြီမှန်ပါတယ်ဗျကို့လွတ်လပ်ခွင့်နဲ့ကို့လွတ်လပ်ခွင့်အဲ့ဒီလွတ်လပ်ခွင့်ကကို့နိုင်ငံကို့လူမျိုး ကိုယ့်ဘာသာကိုမထိခိုက်ဘူးဆိုရင်ပြဿနာမရှိဘူးဟုတ်ပြီလား2022မှာဒေါ်ပုံသူမြန်မာမိုင်းကလေးပါကောင်းအောင်လည်းကြိုက်ပြီးအခုဘင်္ဂလားဒေ့မှာနေနေတယ်မြန်မာနိုင်ငံကြီးဘင်္ဂလားဒေ့လက်အောက်ရောက်ပါစေမြန်မာပြည်သူတွေဘင်္ဂလားဒေ့လူမျိုးတွေရဲ့ကျုံဖြစ်ပါစေစင်စာတိုက်တုံကစင်ကာပူမှာစင်စာတိုက်တုံကခမရပယ်နာမှာ ်ဘယ်အချောင်းတွေဘယ်အပြားတွေငုံပြီးတော့အာဒီတွေပိတ်နေတာနော်ဂျပန်ကောင်နဲ့ယူသွားတဲ့တချို့သောစီးလီတံမပြိုင်နေကိုရီးယားကောင်တွေနဲ့ယူသွားတဲ့တချို့သောစီးလီတံမပြိုင်နေသမင်းကိုလက်နဲ့စားရတော့ညွန်စရာလို့ပြောလာတာဒီဘဝမိတာမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာလူမျိုးတွေကလူစင်မမီတို့လိုလူရမွန်တို့ပြောဆိုဆက်ဆံနေတဲ့အရာတွေ social media ပေါ်မှာတပုံကြီးခမည်းမမြင်ဘူးလားအဲ့တော့ခမည်းက အာဒီကပဲရောက်နေတာပဲဟုတ်ပြီခင်ဗျားပြောသလိုကိုလိုလက်ခွင့်နောက်တစ်ခုခင်ဗျားပြောသေးတယ်ပညာဆိုတာစာရွက်ပေါ်မှာရှိတာမဟုတ်ဘူးအကောင်အဆိုးကိုခွဲခြားနိုင်တာပညာအစစ်မှန်ပါတယ်လူဆိုတာအကောင်အဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်မှလူတို့ခေါ်ထိုက်တာမှန်တယ်ဒီလိုပဲဗျအကြောင်းတရားကိုကြည့်ပြီးအပြည့်မြင်တော့မယ်ဆိုရင်အကျိုးတရားကိုကြည့်တတ်ဖို့လိုတယ်အကျိုးတရားကိုကြည့်ပြီးအပြည့်မြင်တော့မယ်ဆိုရင်ကျွန်တော်တို့ကအကြောင်းတရားကိုကြည့်တတ်ဖို့လည်းလိုအပ်တယ်ဟုတ်ပြီလား ကျွန်တော်တို့ကစင်နေလို့လဲခွန်အားမကြီးဘူးမြင်းနေလို့လဲအပြေးမမြန်ဘူးငါးတွေလို့လဲရေထဲမှာကြာကြာမနေနိုင်ဘူးငှက်တွေလို့လဲလေဘောမှာမပြန်တန်းနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့လူတွေကဘာကြောင့်အတ္တိတိရစ္ဆာန်တွေရဲ့အထက်မှာတရဝါရီရဲ့အထက်မှာရှိနေတာလဲအတ္တိအကောင်းအဆိုးအကြောင်းကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့အတ္တိဟုတ်ပြီ အိဆန်တဲ့လူကြားမှာအိစားကာမှာတူတူပဲလူကအတိနဲ့အကောင်းချင်းစိုးချင်းကိုဝေဖန်ပိုင်းခြားနိုင်တဲ့အတွက်ဒါလေးတစ်ခုပဲတာပါဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေရာမှာစပြောပြီအဲ့ဒီလိုအတိတရားမရှိတဲ့တရိษံတော်ခြံကျော်ပြီးမိမ့်မလိုက်ဘူးတပြောမယ်နော်အတိမရှိတဲ့တရိษံနေတော်ခြံကျော်ပြီးမိမ့်မလိုက်ဘူးခြံကတ်ထားရင်နောက်တစ်ချက် မျိုးနွယ်မတူရင်မိမလိုက်ဘူးပြိဿနာခွေးချင်းမျိုးနွယ်တူခဲ့ရင်တော့တန်ဖိုးကြီးတဲ့ခွေးကလမ်းဘေးခွေးနဲ့ဘယ်တော့မှမိမလိုက်ဘူးသဘောပေါက်လားအဲ့ဒီအတိမရှိတဲ့တိရစ္ဆာန်အောင်ခြံခတ်ထားရင်ခြံကြော်ပြီးမိမလိုက်တတ်ဘူးအဲ့ဒီအတိမရှိတဲ့တိရစ္ဆာန်နေတော့မျိုးနွယ်မတူရင်မိမလိုက်ဘူးမျိုးနွယ်တူတဲ့ခွေးချင်းတော့တန်ဖိုးချင်းကွာရင်လမ်းဘေးခွေးနဲ့ တန်ဖိုးမြင့်ခွေသိန်းရာချီထောင်ချီတန်နဲ့ခွေနဲ့မိမ့်မလိုက်ဘူး။ဒါဆိုရင်အသိရှိပါဆိုတဲ့လူတွေကခြံကြော်ပြီးမိမ့်လိုက်နေတာကိုတာရနေတာလား။ခြိနူးနေတာလား။ဟုတ်လား။ခမပြောကြည့်လေ။စောက်လွယ်ညိုးနယ်ဆိုတဲ့အရာကိုခမဘယ်လိုတင်လဲ။ကျွေးမွေးမပြတ်ဆောင်ရက်စီမံမွေးကန်ထိုက်စီလှူမြဝေရေးစောက်လွယ်ညိုးနယ်ဝင်ငါးတွယ်။ခမမသိမှဆိုတော့တစ်ခါလေးစိုးပြလိုက်တာ။ ကိုကလူဆိုရင်အတိတ်တရားနဲ့ကိုယ့်ရဲ့မိဘဆင်ဆက်မျိုးရိုးကိုထိရမှာဟုတ်ပြီကျွန်တော်တို့ကပါလေဘုရားဘာသာမြန်မာဘိုင်းကလေးဆိုရင်ကို့ဘာသာကို့လူမျိုးကိုထိမ့်သိမ်းရမယ့်တောင်းဝန်မရှိဘူးလားတော့အိမ်ကိုဒီတော့တချောင်းထဲနဲ့ဖွင့်လို့ရတယ်လော့ကီးလို့ခေါ်တယ်ဒီတော့အိမ်ကိုတော့အချောင်းပေါင်းများစွာနဲ့ဖွင့်လို့ရရင်တော့ပြက်လို့ခေါ်တယ် ဒီတော့တချောင်းတည်းကတော့အိမ်ပေါင်းများစွာကိုဖွင့်လို့ရရင်မာစတာကီးလို့ခေါ်တယ်တပေါ်ပါလားဒါခမ ्या ကိုပြောတာဟုတ်ပြီပါတာရင်းနဲ့ပြောမယ်ကလားကိုလည်းကုန်းလို့ရတယ်ဘာကုန်းကောင်းနေလဲโอเคလူမျိုးမတူလို့ရတယ်ရှေ့လူကြီးတွေသုံးမထားတာဘာသာမတူလို့မရဘာသာမတူရင်အတွေးခေါ်အယူဆတွေပါမတူဟုတ်ပြီလား ပါတာတရားနဲ့အခုပြောမယ်ခမားကိုခမားပြောတယ်ကလားနဲ့ယူတယ်ကိုယုံကြည်ရာကိုအတူရှင်တွဲပြီးကိုးကွယ်လို့ရတယ်ခမားလမ်းကြုံရင် အစ္စလမ်ပါတာဝင်အီမန်ရှင်တရားကိုမေးလိုက်စမ်းပါအလာနဲ့အတူတူဗုဒ္ဓဖျားရှင်ကို တူတူရှင်ပြီးတော့ကိုးကွယ်လို့ရတလားအီမန်ရှင်တွေအစ္စလမ်ဘာသာဝင်အီမန်ရှင်တွေရဲ့စီကံချက်9ခုထဲမှာနံပါတ်1အချက် အလာနဲ့အတူပဲအရာကိုမှအတူရှင်တွဲကိုကိုွယ်ပိုင်ခွင့်မရှိဘူးခမ ्याव ပြောပြလိုက်တာနော်ဟုတ်ပြီဒါကပါလာရေးခမ ्याव ပြောတဲ့လွတ်လပ်ခွင့်ဆိုတာရမယ်လို့ခမ ्याव ထင်လားကျွန်တော်ပြောတာမယုံရင်ခမ ्याव အစ္စလမ်ဘာသာဝင်တယောက်ယောက်အီမန်ရှင်တယောက်ယောက်မေးလိုက်ဒီနေရာမှာဥညုခွင့်ကာညုခွင့်ဥညုခံခြင်းကာညုခံခြင်းခမ ्याव ကိုအစ္ ခင်များသာဥပမာမြန်မာမိန်းကလေးတယောက်ကအစ္စလမ်မျိုးသားတယောက်နဲ့တိုက်သွားလို့ယူသွားလို့အစ္စလမ်ဘာသာဝင်အီမန်ရှင်ဖြစ်သွားပြီဆိုရင်ခင်များကိုမွေးပေးခဲ့တဲ့အမေအဖေခင်များပေါ်ပညာတွေသင်ပေးခဲ့တဲ့ဆရာသမားခင်များအပေါ်ကျေးဇူးရှိခဲ့ဘူးတဲ့ညီကိုမောင်နှမတွေကိုမင်္ဂလာပါအဖေမင်္ဂလာပါအမေမင်္ဂလာပါဆရာမင်္ဂလာပါအကိုအမလို့လောက်အုပ်ချီခွင့်ရှိမယ်လို့ထင်လားကျွန်တော်ပြောတာမယုံဘူးလား ဟမ်အဲ့ဒီလက်အုပ်ချီခြင်းဥညွတ်ခြင်းဥညွတ်ခံခြင်းကိုင်းညွတ်ခြင်းကိုင်းညွတ်ခံခြင်းအရာအလုံးကအလားတပါးရဲ့အပေါ်ထဲမှာပဲတည်ရှိရမှာဖြစ်တယ်သဘောပေါက်ဘူးလို့โอเคအစ္စလာမ်အမျိုးသမီးအီမန်ရှင်တွေမညှက်သင့်တဲ့သဘင်၅မျိုးရှိတယ်အကြောင်းမဲ့ကရုံတုံးပိုင်ကွင်းမရှိဘူး အကြောင်းမဲ့ယောက်ျားလေးပုံတံတန်နဲ့တူတဲ့သဘင်ပုံစံကိုမျက်ပိုင်ခွင့်မရှိဘူး။ကလန်အုပ်ကျော်ကုန်းမှာဘူးတလုံးတွေ့ဘူးလား။အတ္တိဘူးနဲ့တူတဲ့စတုံးဖုံးပိုင်ခွင့်မရှိဘူး။ခင်ဗျားတို့အခုခေတ်လူကိုလှအားစေခြင်းလို့မြင်စေခြင်းနဲ့သတိစတက်ဖိုးစတက်မျက်ပိုင်ခွင့်မရှိဘူး။အစ္စလမ်ဘာသာဝင်တွေမဟုတ်တဲ့တခြားဘာသာဝင်တွေရဲ့ဇပင်ပုံတံတန်ကိုမျက်လို့မရဘူး။ ဘောပေါက်လားဟမ်တဘောပေါက်လားခင်ဗျာတဘောပေါက်လားဗမာကခင်ဗျာပြောတဲ့လွတ်လပ်ခွင့်ယုံကြည်ခွင့်ရမယ်လို့ထင်လားဟမ်ရမယ်လို့ထင်လားပြောကြည့်ရခင်ဗျာအဲ့ဒီတော့ခင်ဗျာတဘောပေါက်လားတဘောပေါက်ဖို့လိုတယ်နော်ဟုတ်ပြီ data အချက်လက်နဲ့နောက်တစ်ခုပြောမယ်ဗျာအစ္စလာမ်မျိုးသမီးတွေအနေနဲ့ညက်ကမဲ့စပယ် မညကမဲ့စပိန်ကိုပြောပြီးပြီဆိုတော့အစ္စလာမ်မျိုးသမီးအစ္စလာမ်ဘာသာဝင်အီမန်ရှင်မျိုးသမီးတယောက်ဖြစ်သွားပြီဆိုရင်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့အမျိုးသားပေါ်မှာမပြောရတဲ့စကားတွေမပြောရမယ့်စကားတွေဆိုတာဘာသာတရားအရာဆုံးမထားတာရှိတယ်ကျွန်တော်ဗုဒ္ဓဘာသာမှာကိုယ့်ရဲ့လင်ယောက်ျားကိုနင်ကအတုံးမကြဘူးနင်ကစိတ်ကုန်နေပြီပြောခမရဘာမှမဖြစ်ဘူးအစ္စလာမ်ဘာသာမှာပြောလို့မရဘူးနောက်တစ်ခု အစ္စလမ်ဘာသာမှာမွေးမြူရမယ့်တရိစ္ဆာန်မမွေးအပ်တဲ့တရိစ္ဆာန်တော့ရှိတယ်။ဘာမှလည်းခမပြောတယ်လွတ်လပ်ကွက်။ရမယ်လို့ထင်လား။ဟင်။ရမယ်လို့ထင်လား။ညီမပြေမှာဟိုတော်တော်ကအစ္စလမ်ဘာသာဝင်အမျိုးသားတယောက်အားလုံးမင်္ဂလာပါခမ ्या နှုတ်ဆက်လိုက်တာ။တနိုင်ငံလုံးသာရှိတဲ့အီမန်ရှင်တွေအားလုံးဝိုက်တက်ခိုက်တယ်။ဟုတ်ပြီလား။အခုရုပ်ရှင်မင်းသားလုံးနေတဲ့နော်ကျွန်တော်နာမည်မေ့နေလို့ ခွေးလေးမွေးလိုက်တာခွေးမွေးရကောင်းမလားဆိုပြီးတော့တနိုင်ငံလုံးက imagine နဲ့ဝိုင်းမိတိုက်ခိုက်တယ်တက်တော့ဆယ်လီမော်လမြိုင်ရမတ်တက်တဲ့အစ္စလမ်ပါတာဝင်တက်တော့ဆော့တာကိုအင်းကြီးနဲ့မဆော့နဲ့ဟိုလိုမဆော့နဲ့ဒီလိုမဆော့နဲ့ဆိုတလောကလုံးတနိုင်ငံလုံးမှာရှိတဲ့ imagine တွေနော်တချို့ဘာသာရေးကောင်းဆောင်တွေပါတချို့ဆိုရင်ချိန်လာကြောက်လာတတ်မယ်ဖြတ်မယ်တော့လို့ခင်ဗျားအတော့လွတ်လပ်ခွင့်ရှိမယ်လို့ထင်တာဟမ် ကိုယုံကြည်အောင်ကိုလောက်ပိုင်ခွင့်ရမယ်လို့ထင်လား Okay နောက်ထပ် data ချက်လက်နဲ့ပြောမယ်ဘာကုန်းကောင်ကိုယူပြီးတော့အခုဘင်္ဂလားဒေ့မှာဒုက္ခရောက်နေတဲ့မြန်မာအမျိုးသမီးလေးညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အမျိုးသမီးလေးရှိတယ်အဲ့ဒါကုညီနိုင်မလားကုညီနိုင်မယ်ဆိုပြောကျွန်တော်ချိတ်ဆက်ပြီဟုတ်ပြီလားမရင်ငယ်မရင်ငယ်ဖြစ်သွားတယ်မရင်ငယ်တော့တရားဝင်မရင်ငယ်မဟုတ်ဘူးဒါကြောင့်လက်ရှိမှာဘင်္ဂလားဒေ့မှာရောက်နေတဲ့ ဗာကုန်းကောင်လေးနဲ့ညာပြီးရောက်နေတယ်မြန်မာမိန်းကလေးတချို့တင်တယ်လိုင်းပေါ်မှာဗာကုန်းလေးနဲ့ယူမယ်ဆိုရင်တေတေချာချာစဉ်းစားလေလားသူကကိုယ့်ကိုတရေဝင်အတိမတ်ပြုတဲ့မလားဒါမှမဟုတ်ရင်သူ့ရဲ့မိဘရွှေမျိုးညီကောင်မောင်နှမတရားကကိုယ့်ကိုတရေဝင်အတိမတ်ပြုနိုင်လားတေချာဂါကနနစုံစမ်းပြီးမှယူပါလို့နှိုးဆော်ထားတာရှိတယ် နော်လက်ရှိမှာယူလိုက်တဲ့မြန်မာမာလေးကမရင်ငယ်ဖြစ်တဲ့အပြင်တရားဝင်မရတော့မဟုတ်ဘူးမရကြီးရဝရဝစတဲ့ကို အတ္တိပတ်တဲ့ရှင်မျိုးဟာတော့အနှိမ့်ဆက်ခံပြီးတော့မြန်မာတန်ယုံပမာမမသိဘူးဟုတ်ပြီလားပါသာစကားမတက်တော့ပတုကိုကိုကြီးတောင်းအောင်မမသိဘူးဒီနေရာမှာမြန်မာနိုင်ငံသားအစ္စလမ်ဘာသာကိုယူလိုက်ရင်တော့အဲ့လောက်ခင်ဗျားတို့ဒုက္ခမရဘူးပါကြောက်ကိုနိုင်ငံကိုလူမျိုးရှိတယ်ကိုပါသာစကားရှိတယ် သဘောပေါက်လားနောက်တစ်ချက်လိုင်းပေါ်မှာခင်ဗျားတို့စင်ကာပူကဘာကုန်းနဲ့ကုန်းတာ90ရာလေလို့ပြောပြောနေတဲ့အမျိုးသမီးတွေခင်ဗျားမတွေ့မိဘူးလားဘာကြောင့်ခင်ဗျားပိတ်နေတာအဲ့ဒါမျိုးကြောင့်မမြောက်ပေးပါနဲ့ဗျာနော်မမြောက်ပေးပါအမြင်မတော်ရင်ကျွန်တော်တို့ကလမ်းကောင်းကိုညှုံပေးရပါတကက်ခက်ခဲကြုံလာတဲ့ခါကြရင်အဲဒီဘက်မှာဘသူ့ကိုကူညီတောင်းအောင်မသိသေးကျွန်တော်တို့ဒုက္ခရောက်နေတဲ့မြန်မာမိန်းကလေးတပုံရှိတယ် ကမ္ဘာမှာဗုဒ္ဓဘာသာကိုတားမြစ်ထားတဲ့နိုင်ငံတွေရှိတယ်။တူရကီ၊ပါကစ္စတန်၊အာဖဂန်နစ္စတန်၊ဆော်ဒီအာရေဗျာ၊အီရန်၊ညောက်ကိုရီးယား။ခမပြောလို့လွတ်ကွင်းပါမှာ။ဗုဒ္ဓဘာသာကိုတားမြစ်ထားတဲ့နိုင်ငံတွေရှိတယ်ကမ္ဘာမှာ။မြတ်ကြဘူးလား။ဗုဒ္ဓဘာသာနိုင်ငံတွေမှာဘယ်ဘာသာမှလာအောင်တားမြစ်ထားတဲ့နိုင်ငံရှိလား။ နော်ရှိလားတူရကီအီရန်ပါကစ္စတန်အာဖဂန်နစ္စတန်ဆော်ဒီအာရေဗျာမြောက်ကိုရီးယားဥရောပတနိုင်ငံတွေမှာဘယ်ဘာသာတရားကိုကိုးကွယ်ခွင့်မရှိဘူးလို့သတ်မှတ်ထားတာရှိတယ်ခင်ဗျားပြောတဲ့လွတ်လပ်ခွင့်ကိုယုံကြည်ခွင့်အဲ့ဒီဆော်ဒီတို့အာဖဂန်နစ္စတန်တို့ကိုခင်ဗျားသွားပြီးဗုဒ္ဓဘုရားကြောင့်တကြောင်လောက်တည်ပြပါကိုယုံကြည်ခွင့်နဲ့ဆိုဆိုပြီး ဟုတ်လေလာပြစာဖတ်ကိုနိုင်ငံကိုချစ်လားပညာတဲ့စာဖတ်ကိုလူမျိုးကိုချစ်လားပညာတဲ့စာဖတ်ဘူးလူကိုလက်ပါလက်ဝဲပြောကြနော်ကျွန်တော်ပြောထားတယ်လို့မြတ်မန်းရှင်းခေါ်လာဟုတ်လားဩဃာတတော်ချိုးအများကြီးဆိုတော့ခင်ဗျားသိစေရအောင်